ားလုံးပဲမင်္ဂလာပါအခုက evening grade 11ရက်နေ့မှာ appreciation ဆိုရယ်ကောင်းတယ်နဲ့ presentation တပူရောက်มาဖြစ်ပါတယ်အဲ့တော့ဒီ appreciation ဆိုရယ်စကားလုံးကြီးပေါ့နော်စကားလုံးကြီးကဘာတိပဲရအောင်သူ့ကိုဘယ်လိုဖော်ပြလို့ရအောင်သူ့ရဲ့အောက်မှာပေါ့စကားကြီးဘယ်လိုစကားမျိုးရှိအောင်နောက်ပြီးတော့ဒီ appreciation appreciation ဆိုရယ်စကားကြီးတုံးလိုက်လို့ကိုဘာကောင်းကျိုးရလာမယ်ဆိုတော့ပြောပြအောင်ဖြစ်တယ်ကျွန်တော်အားလုံးနဲ့ရင်းနှီးဆုံး grade 11 evening က CEO ထမ်းပါ အဲ့တော့ဒီကမစခင်လေးပေါ့နော်အဲတီချာထုတ်အရင်ဆုံးကျေးဇူးတင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့အဲဒီလိုအပတ်တိုင်းပေါ့နော်အပတ်တိုင်းကျွန်တော်တို့ညတိုင်းညတိုင်းပတ်စဉ်ဒီဘဝတင်ကန်စာလေးပေါ့နော်ကျွန်တော်ကောင်းကျိုးကျွန်တော်ကောင်းဖို့အဲကျွန်တော်ဘဝပို့ပြီးကောင်းဖို့ပို့ဘဝတင်ကန်စာလေးပေးရဲ။အပေါ့ဒီလိုပေးရောအဲအပတ်တိုင်းအပတ်တိုင်းဒီလိုလေးပေးရဲ။ဒီနေ့ဆိုရင်လည်းဒီ I can appreciate ဆိုတဲ့ကောင်းစဉ်လေးပေးလိုက်တယ်။ဒီကောင်းစဉ်ပြီးမှကျွန်တော်တို့အဲ presentation လုပ်ဖို့ စာရှာခံနိုင်တယ်။ဒါလည်းကျွန်တော်တို့ကောင်းကျိုးဖို့ပါ။တကယ်တမ်းနဲ့ကျွန်တော်တို့ကောင်းကျွန်တော်တို့အတွက်ကောင်းပါတယ်။ဘာလို့ဆိုတော့ဒီလိုပေးလိုက်တော့အဲ presentation လုပ်ဖို့စာရှာရတယ်။စာရှာတော့ဒီတကုတ်ခုပေါ့နော်တကုတ်ခုကိုကိုယ်တိုင်ရှာဖွေတဲ့အဲအရေးချင်းတွေပို့ပြောကောင်းမလာရင်အဲဟိုပေါ့မကောင်းမွယ်တွေဆိုရင်လည်းဒီရှာဖွေဖို့ပေါ့နော်ရှာဖွေနိုင်တဲ့အရေးချင်းတွေရလာရင်အဲအမှန်တော့တစ်ချက်ကဒီ appreciation ဆိုရဲ့ စကားပေါ့နော်စကားလေးကိုကျွန်တော်ပို့ပြီးကောင်းကောင်းကောင်းမွန်မွန်သိလာတယ်။အဲဒီရရဲ့စကားအသေးပဲလေးပေါ့နော်။တခြားတို့အရင်ကိုရရင်သိရတယ်။နောက်ပြီးမှကျွန်တော်ပြန်ပြီးညှောက်ပြီးပြရတယ်။အဲပြီးတော့နောက်တစ်ခုကဒီ presentation ဆိုတာအခု presentation ဆိုတာတယောက်တည်းမဟုတ်ဘဲနဲ့အားလုံးစုပေါင်းပြီးလုပ်တယ်။ဒီလိုလုပ်တဲ့အတွက်ကြောင့် group ဆိုရဲ့ team of group team ဆိုရဲ့ပူပေါင်းတက်တယ်ပေါ့နော်ဆက်တယ်ပူပေါင်းဆက်ဆက်မှုအဲပို့ပြီးကောင်းမွန်လာတယ်။အဲဒါကြောင့် digital ကိုကျေးဇူးတင်ပါတယ်။ ဒါဆိုရင် presentation လေးစလိုက်ပါမယ်နော်အရင်ဆုံး appreciation ဆိုတာပါလဲ appreciation ဆိုတာဒီဘက်အဖြစ်ပြောရင်ဒီခံစားချက်ပေါ့နော်ခံစားချက်ပေါ်ပြချက်ကိုပြောရတယ်သူကမြန်မာအတိတ်ပဲရဆိုရင်တော့အမျိုးမျိုးအများကြီးရှိရတွေ့အောင်ပါပေါ့နော်အမျိုးမျိုးအတိတ်ပဲရှိရဘာလို့ဆိုတော့ဒီတစ်ခုခုပေါ့နော်ကျေးဇူးတင်လို့ပေါ်ပြရမျိုးဒါလည်း appreciation ပဲနောက်တစ်ခုကကြတော့တရရောက်လေးရိုဒီလေးစားပါနော်ရိုဒီလေးစားတာ တရရရူတီလေးစားရမယ်ဒါ appreciation ပဲနောက်ပြီးတော့တရရရကိုချီးမွမ်းတာအဲဒါလည်း appreciation ပဲအဲ့အပြင်ဒီသုံးတရောက်ပေါ့နော်သုံးတရောက်ဒါမှမဟုတ်သုံးတရောက်ရဲ့အဲအနုပညာလက်ရအနုပညာလက်ရကိုတန်ဖိုးထားတာတန်ဖိုးထားတာပြီးရင်အတိအမှတ်ပြပါဒါလည်း appreciation ပဲဒါအပြင်သူ့မှာပေါ့နော်အတိတ်ပဲအမျိုးမျိုးရှိတယ်အဲ့တော့ဒီအတိတ်ပဲလေးကိုဟိုလေ့လာဖို့ပေါ့နော်လေ့လာဖို့ နောက်ပြီးတော့ appreciation ဘယ်လိုပြဖို့ဆိုတော့ဆက်လက်ပြောပြမှာဖြစ်ပါတယ်။ဒါကဒီဆက်လက်ပြောပြမဲ့09ကိုဖိတ်ပေါ်ပါရနော်။ဟုတ်ကဲ့။အခုကတော့ appreciation ကိုပြသနိုင်တဲ့အချက်ကလေးတွေကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်။ Say thank you ။ကျေးဇူးတင်ကြောင်းပြောခြင်း။ကျေးဇူးတင်ကြောင်းကိုဖော်ပြရတဲ့အခါမှာ thank you ဆိုတဲ့စကားလုံးလေးကအရင်ကိုရိုးရှင်းပါတယ်။ ီလိုမျိုးရိုးရှင်းတဲ့စကားလုံးလေးတစ်ခုဟာကျွန်တော်တို့ရဲ့နေ့စဉ်ဘဝမှာမရှိမဖြစ်လိုအပ်နေပါတယ်။လိုအပ်ချက်တစ်ခုခုကိုဒါမှမဟုတ်ကိုယ်ခက်ခဲဖြစ်နေတဲ့အရာတစ်ခုခုကို တစုံတစ်ယောက်ကကူညီပေးလိုက်တဲ့အခါမှာဆိုရင်ကျွန်တော်တို့ဟာကျေးဇူးတင်ခြင်းကိုဖော်ပြပေးဖို့လိုအပ်တာချားမလို့ပဲဖြစ်ပါတယ်။ဥပမာကိုကတရားတစ်ခုခုရလို့တစ်ခုခုကိုသွားယူဖို့အဆင်မပြေတဲ့အခါတစုံတစ်ယောက်ကနေကူညီပေးလိုက်တာမျိုးပေါ့ဒီလိုချိန်မှာဆိုရင်ကျွန်တော်တို့ဟာကျေးဇူးတင်ကြောင်းကိုဖော်ပြပေးဖို့လိုအပ်ပါတယ် နောက်ထပ်တစ်ခုကတော့အာချီးမွမ်းပြောဆိုပေးခြင်းပါဒီစုံတရားရဲ့တကြွမှု၏အာလှူဆောင်နိုင်မှု၏ကောင်းမွန်တဲ့အခြေသွေးတွေကိုချီးမွမ်းတာဟာဆိုရင်တကယ်ကိုကောင်းမွန်တဲ့ appreciation ကိုလုပ်ခြင်းပါပဲတငယ်ချင်းကပဲဖြစ်ဖြစ်ကျွန်တော်တို့ဟာဆိုရင်တငယ်ချင်းတွေစီကပဲဖြစ်ဖြစ်မိဘတွေစီကနေပဲဖြစ်ဖြစ်ဆရာဆရာမတွေစီကနေပဲဖြစ်ဖြစ်ချီးမွမ်းမှုတွေကိုလိုအပ်ပါတယ်ဒီလိုချီးမွမ်းမှုတွေဟာဆိုရင်ကျွန်တော်တို့ကိုယုံကြည်မှုတွေဖြစ်စေပါတယ် ဒါကိုငါတို့ကိုယ်တိုင်လုပ်နိုင်မှာလားဆိုရဲ့အကျိုးတွေကကျွန်တော်တို့ကိုရဲရင်စေပါရဲ့ပြီးတော့စူးစမ်းလို့စိတ်ကိုလည်းဖြစ်စေပါရဲ့ဒါကြောင့်မို့လို့ချီးမွမ်းမှုဟာဆိုရင် appreciation မှာပေါ်ပြရာရောက်တဲ့အချက်တစ်ချက်ဖြစ်ပါရဲ့နောက်ထပ်တစ်ခုကတော့ give gifts လက်ဆောင်ပေးခြင်းပါပဲလက်ဆောင်ပေးခြင်းဆိုတာကပေးလိုက်တဲ့လက်ဆောင်ရဲ့တန်ဖိုးကအနည်းဒီဖြစ်စေများဒီဖြစ်စေကျွန်တော်တို့ဘဝထဲမှာအရေးပါတဲ့လူတယောက်ရဲ့တန်ဖိုးကိုပြသထားခြင်းလည်းဖြစ်ပါရဲ့ကျွန်တော်တို့ဟာဒီတန်ဖိုးကိုပြသပေးလိုက်ခြင်းဖြစ်တယ် ကျွန်တော်တို့ပေးထားတဲ့လက်ဆောင်ကသူတို့ကိုပျော်ရှင်စေရယ်ပြီးတော့သူတို့ကိုသူတို့ကျွန်တော်တို့ဘဝအတွက်အရေးပါတဲ့လူတစ်ယောက်လို့ခံစားလာရစေရယ်ဒီစုံတယောက်ရဲ့တန်ဖိုးကိုကိုကတန်ဖိုးထားပေးလိုက်တာကြောင့်မို့လို့ပဲသူကိုယ်တိုင်ကလည်းပြောလာမယ်ဒါကြောင့်မို့လို့ဒီလက်ဆောင်ပေးခြင်းဟာဆိုရင်ကောင်းမွန်တဲ့ appreciation ကိုဖြစ်လာစေပါယ်နောက်ထပ်ဒီလိုမျိုးဖော်ပြနိုင်တဲ့အချက်ကလေးလည်းရှိပါယ်ဒါတော့040ကနေဆက်လက်ပြီးတော့ဖော်ပြပေးသွားမှာဖြစ်ပါယ်ရှင် ဟုတ်ကဲ့ပါဗျာအခုဒီမှာဗရမဆပ်ပိတ်မှာတွေ့ရတော့ဆိုရင်တော့ our spark quality time because i increased with the deepen you care of us ဒီစံပါလီမှာဆိုရင်တော့အရေးသေးရှိတော့အချိန်ကိုတုံးဆွဲပါတယ်။ thank you ဆိုတော့သူများနဲ့အတူတရှိပြီးတော့စိတ်ဝင်စားပါဝင်ပါတယ်သူဒီပြည်ကဒါကိုအခြေတွင်ရှင်းပြမယ်ဆိုရင်တော့ဒီစာသားကကျွန်တော်တို့ကလူဆိုင်တဲ့သူတွေမိသားစုဝင်တွေ တငယ်ချင်းတွေချစ်သူခင်သူတွေနဲ့အတူရှိနေတဲ့အချိန်မှာတကယ်ကိုအာရုံစက်ပြီးတော့အလေးထားဖို့ကိုပြောထားပါအရေးသေးရှိသောအချိန်ဆိုတာကရုပ်ပန်းဆိုင်ရာအရာအတူရှိနေလို့လည်းမဟုတ်ပဲစိတ်ရောကိုယ်ပါနှိမ့်မြုပ်ထားတဲ့အချိန်မျိုးကိုဆိုလိုတာကဥပမာအဖြစ်ဒီဖာဆက်ဆိုတာကအတူတူရှိတာပါ ဒီချက်ကတော့ကျွန်တော်တို့အထူးရှိနေတဲ့အချိန်မှာတခြားရာတွေကိုစိတ်ဝင်စားပဲနဲ့ဖုံးတော့မျိုးတွေတခြားလူတွေလုပ်နေတာမျိုးတွေမဟုတ်ပဲအဲ့ဒီလူတွေအပေါ်မှာအာရုံစိုက်ဖို့အရေးကြီးဆုံးကိုဆိုလိုတာပါသူတို့ပြောတာတွေကိုနားထောင်တာသူတို့ရဲ့ခံစားချက်တွေကိုဂရုစိုက်တာသူတို့နဲ့မျက်လုံးချင်းစုံတာတွေကအတူတူရှိခြင်းရဲ့လက္ခဏာတွေပါပဲ increase ဆိုတာကတော့စိတ်ဝင်စားပေါင်းတာတဲ့ဒီချက်ကတော့အတူရှိနေုံနဲ့မလုံတော့ဘူးလှုပ်ရှားမှုတွေမှာတက်တက်ချက်ချက်ပေါင်းဖို့လိုအပ်တယ်လို့ဆိုလိုပါတယ်စကားပြောဆိုရမှာတက်ချက်စောပေါင်းဝင်တာအတူတူလှုပ်ဆရာရှိတာတွေကိုလှုပ်တာသူတို့ရဲ့ဝမ်းသာဆရာတွေစင်ကောင်းဆရာတွေကိုညဝီခံစားတာတွေကဆက်ဆံရေးကိုပုံမှန်ရှင်းစေပါတယ်ဒါကြောင့်တင်ပြီးစိုက်တဲ့သူတွေနဲ့အတူရှိနေတဲ့အချိန်မှာဖုန်းကိုခဏပြပေးထားပြီးတော့သူတို့ရဲ့စကားစကားပြောတဲ့တွေသူတို့ရဲ့အကြောင်းအရာတွေကိုမေးမြန်းတာ အထူးထူးပြောစရာကောင်းတဲ့လှူရှာမှုတွေကိုလှူဆောင်ပါဒီလိုအရေးကြီးအယူသွေးတွေရှိတဲ့အချင်းမျိုးကိုသုံးစွဲခြင်းအဖြစ်ကျွန်တော်တို့ရဲ့ဆက်ဆံရေးတွေဟာပုံမှန်ခံရပြီးတော့အိပ်ပဲရှိတာပါပါဒူဒီယာဆန်ချက်စ်တခုဖြစ်တဲ့အိုတာ Ukraine assistant of sports can be followers uh, can be powerful with two shows of publication သူတပားကိုကူညီပါတဲ့အကူအညီလိုအပ်တဲ့ ို့မဟုတ်တန်ဖိုးပေးခြင်းသည်ကျေးဇူးတင်ချောင်းပြတဲ့မှာအကောင့်တုံးမီလန်တစ်ခုဖြစ်ပါတယ်တဲ့ဒီစင်ကြက်လေးကိုလည်းအခြေတော်ရှင်းပြမယ်ဆိုရင်တော့ဒီစာသားကတော့တခြားသူတွေကိုကူညီခြင်းအပြင်ကျွန်တော်တို့ရဲ့ကျေးဇူးတင်စိတ်ကိုခလုတ်ချတတ်နိုင်လေဆိုတာကိုပြောပြထားတာပဲဖြစ်ပါတယ်လူတယောက်ကိုကူညီတယ်ဆိုတာကသူ့ရဲ့အခက်ခဲကိုဖြေရှင်းပေးတာပဲဖြစ်ဖြစ်စိတ်ပန်းဆိုင်ရာအပြည့်မှုပေးတာပဲဖြစ်ဖြစ်လိုအပ်တဲ့အရာတစ်ခုကိုထောက်ပံ့ပေးတာပဲဖြစ်ဖြစ်အများကြီးအသေးပဲရှိပါတယ် Okay, assistant or sports. အကူအညီသူ့မဟုတ်ပါမှုပေးခြင်းနဲ့ဒီချက်ကတော့လက်တွေ့ကျတဲ့အကူအညီဥပမာအလုပ်တစ်ခုကိုဝန်လုပ်ပေးတာပစ္စည်းတစ်ခုငားပေးတာဒါမှကစိတ်ပန်းဆိုင်ရာပံ့ပိုးမှုအာဖစ်ကပြောတာသူတို့ရဲ့ခံစားချက်ကိုနားထောင်ပေးတာတွေကိုဆိုလိုတာပါတခါတလေမှာယူသသနဲ့ဗာမယကူညီပေးရမယ်လို့မိလိုက်တာတော့တပတ်လူတို့အတွက်အင်မတန်အားဖြစ်စေပါတယ် Powerful ways to show a visitation ျွန်တော်တို့တခြားတယောက်ကိုကျေးဇူးတင်ကြောင်းပြောတာအပြင်လက်တွေ့လှုပ်ဆောင်မှုနဲ့ပြသတာဟာပို့ပြီးတော့အားကောင်းပါတယ်တဲ့ဥပမာကျွန်တော်တို့ကူညီပေးတဲ့သူတယောက်ကအခက်အခဲကြုံနေချိန်မှာကျွန်တော်တို့ကပြန်လဲကူညီပေးခြင်းအဖြစ်ကျွန်တော်တို့ရဲ့ကျေးဇူးတည်သက်မှုကိုပြသရရောက်ပါတယ်ဒါဟာစကားပြောတာတပို့ပြီးတော့စိတ်ထဲမှာဆွေးဆင်းစည်းနိုင်တဲ့အရာတွေပဲဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ပုံဝင်ချိန်မှာရှိတဲ့အကူအညီလိုအပ်သူတွေကိုရှာဖို့ပြီးတော့ကျွန်တော်တို့တက်နိုင်တဲ့ဘက်ကနေပြီးတော့ကူညီပေးပါဒါဟာ ကျွန်တော်တို့ကိုကုညီလို့ဖိစုဆိုင်ချောင်းနဲ့သူတို့ရဲ့ခြေစူးတွေကိုတံပိုးထားချောင်းကိုပြသရအကောင်းဆုံးနည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။ဒါဆိုရင်ဒီအချက်တွေနဲ့ပတ်သက်ပြီးတော့ကောင်းချိုးတွေလည်းစီရိုတူတာဆက်လက်ရှင်းပြပေးတော့မှာပဲဖြစ်ပါတယ်။ကျွန်တော်ကတော့ appreciation ကိုအာပြသခြင်းဖြင့်ပြသခြင်းဖြင့်ရရှိနိုင်တဲ့ benefit တွေကိုပြသပေးတော့မှာဖြစ်ပါတယ်။ပထမဆုံးအချက်ကတော့ very stronger relationship ခိုင်မာတဲ့စာတီးဆောင်နိုင်ပါတယ်။ကျွန်တော်တို့ကတခြားသူတွေကိုအတိမတ်ပြုကြောင်း ဒါမို့ယေရှုတင်ကြောင်းကိုပြောပြတဲ့အခါမှာတခြားလူတွေကတခြားလူတွေနဲ့ကျွန်တော်တို့နဲ့ကြားမှာရှိတဲ့ဆက်ဆံရေးတွေနောက်ကလို့ရှိရင်ယုံကြည်မှုတွေကိုပို့ပြီးတော့ခိုင်မာလာနိုင်စီပါတယ်။ပြောလို့ရှိရင်တခြားလူတွေကလည်းသူတို့ကိုကျွန်တော်တို့ကတမိုးထားကြောင်းပြင်လေးစားကြောင်းသူတို့ကိုနားလည်ပေးနိုင်ကြောင်းကိုသိရှိလာနိုင်ပါတယ်။ဒီအချက်တွေကကျွန်တော်တို့ကိုအာတငယ်ချင်းဒါမို့မိသားစုဒါမို့ဒီအာ group project အာဒါမို့အာ sport တင်းတွေမှာ အလုံးအရေးပါတဲ့အချက်လက်ပဲဖြစ်ပါတယ်။ Boosting morale and motivation စိတ်ဓာတ်နဲ့လှုပ်ဆောင်မှုကိုမြင့်တင်ခြင်းကျွန်တော်တို့ကတခြားလူတွေကိုအတိအမှတ်ပြုလို့ရှိရင်တခြားလူတွေအတွက်စိတ်ဓာတ်ပိုင်းဆိုင်ရာကို motivate အာစိတ်ဓာတ်ပိုင်းဆိုင်ရာကိုခွန်အားဖြစ်စေနိုင်ပါတယ်။အခုအာဒဇုံတယောက်ကကြိုးစားအားထုတ်နေတာကိုသတိပြုတဲ့အခါမှာသတိပြုမိတဲ့အခါမှာကျွန်တော်တို့ဘက်ကသူတို့ကို appreciate လုပ်ပေးမှုလိုပါတယ်။ ဲ့လိုလုပ်ပြီးလိုက်ချင်းပြေသူတို့ကသူတို့လုံဆောင်နေတဲ့အဲသူတို့လုံဆောင်နေတဲ့လုပ်ငန်းဤတောင်မဟုတ်တခြားအရာတွေအကုန်လုံးမှာပို့ပြီးတော့ဒုတက်အောင်လုံဆောင်နိုင်ပါတယ်ဥပမာအနေနဲ့ပြောပြရမယ်ဆိုရင် လုပ်ငန်းခွင်တစ်ခုမှာမန်နေဂျာတယောက်ကမန်နေဂျာတဦးကဝန်ထမ်းသူ့ရဲ့လောက်ငယ်သားဝန်ထမ်းတဦးကိုသူလုံဆောင်ချက်ဘလောက်ကောင်းကြောင်းကိုအာ appreciate လုပ်လိုက်မယ်ဆိုလို့ရှိရင်အဲ့ဒီဝန်ထမ်းကပို့ပြီးတော့စူးစမ်းခြင်းစိတ်ရှိပြီးတော့အဲ့ ပုံမှန်လုံးနေတဲ့ပုံမှန်လုံးနေကြတဲ့ကိုပို့ပြီးတော့ဆက်ရထက်တန်လာမယ်ပြောရလို့ရှိရင်တီထွေနိုင်မှုတွေတခြားအကုန်လုံးအဘဘကနေပြီးတော့တိုးတက်လာနိုင်ပါတယ် improving matters and emotional ဒီ appreciate လောက်ခံရတာကိုခံစားလိုက်ရတဲ့ခံစားခံစားရခြင်းကဒီစိတ်ဖိအစီမှုကိုရောချစေပါတယ်ပြောရလို့ရှိရင် appreciate လောက်ခံရတဲ့လူတွေကကိုကိုကိုလေးစားကိုကိုကိုအာတခြားလူတို့က ဘလောက်အရေးပါအကြောင်းကိုလည်းသိရှိလာနိုင်ပါတယ်အာထိုအချက်ကဒီစိတ်ပိုင်းဆိုင်ရာကိုစိတ်ပိုင်းဆိုင်ရာရောကျန်းမာရေးအတွက်ကိုမရှိမဖြစ်ကိုလိုအပ်ချက်မရှိမဖြစ်လိုအပ်တဲ့အာအချက်လက်တခုပေါ့ဖြစ်ပါတယ်ဥပမာတစုံတယောက်ကအာခက်ခဲတဲ့အချိန်တွေကိုဖျက်ဆီးနေရတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဘက်ကအဲ့ဒီຢာကိုအပြေးလုံးမယ်ပြောရလို့ရှိရင်သူ့ရဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာကိုမြင့်တင်ပေးမယ်ပြောရလို့ရှိရင်သူတယောက်တည်းမဟုတ်ကြောင်း ကျွန်တော်တို့ရှိကြောင်းကိုသတိပေးမယ်ဆိုလို့ရှိရင်ရဲ့မတဲ့ဘိုင်းကော emotional ဘိုင်းကောပို့ပြီးတော့တိုးတက်လာစေနိုင်တယ်အခုလိုမျိုးဒီ presentation ကို ပြုလုပ်ခွင့်ပေးတဲ့ teacher တို့ကိုအာကျေးဇူးတင်ပါတယ်ပြီးတော့တခြားနားထောင်ပေးနေတဲ့တငယ်ချင်းတွေကိုအကုန်လုံးတငယ်ချင်းအကုန်လုံးကိုလည်းကျေးဇူးတင်ပါတယ်ဘုသူရတွေလည်းရောက်သွားမယ်လို့မျှော်လင့်ပါတယ်